မန်နက်တက်တင်ရတော့နောက်ဆုံးကစားတဲ့ပရီးမီးယားလိပွဲစဉ်မှာလီဗာပူးတင်ကိုအနိုင်ရပြီးတော့နီပြအမော်ရင်လက်အောက်မှာဘတ်တူဘတ်နိုင်ပွဲကိုရရှိထားခဲ့ပြီးတော့တစ်နှစ်အတွင်းမှာအမော်ရင်နဲ့နှစ်ပွဲဆက်ပထမဆုံးအကြိမ်အနိုင်ရရှိထားခဲ့တာကြောင့်ယုံကြည်မှုတော်တော်လေးကိုကောင်းနေတယ် Commentary ဘိုင်းဆို YouTube Channel ရနေပြီးတော့ကြိုဆိုပါရစေဒီဘက်ပွဲစဉ်ကိုရဲ့စနေနေ့ညမှာတော့အသင်းကြီးတွေရှင်းပြိုင်ကစားသောမှာဖြစ်ပြီးတော့ Chelsea က ဆန်နာနဲ့ကစားသွားမယ်မန်ယူနိုက်တက်က Brighton နဲ့ကစားသွားမှာဖြစ်ပြီးတော့ Liverpool ကတော့ Frankfurt နဲ့ Away Game မှာကစားသွားမှာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်တွေကမန်ယူနိုက်တက်နဲ့ Brighton ပွဲစဉ်အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်မန်ယူနိုက်တက်တင်ရတော့နောက်ဆုံးကစားတဲ့ Premier League ပွဲစဉ်မှာ Liverpool တင်ကိုအနိုင်ရပြီးတော့နီးပြအမော်ရီလက်အောက်မှာ back to back နိုင်ပွဲကိုရရှိထားခဲ့ပြီးတော့တစ်နှစ်အတွင်းမှာအမော်ရီနဲ့နှစ်ပွဲဆက်ပထမဆုံးအကြိမ်အနိုင်ရရှိထားခဲ့တာကြောင့်ယုံကြည်မှုတော်တော်လေးကိုကောင်းနေတယ် International break မတိုင်ခင်မှာလဲ Sunderland thing ကိုအနိုင်ရထားခဲ့ပြီးတော့နောက်ဆုံးကစားတဲ့၄ပွဲမှာ၃ပွဲအထိအနိုင်ရထားတဲ့ United အနေနဲ့သူတို့ရဲ့ခြေစွမ်းအမှန်ကိုဒီနေ့ Brighton နဲ့ပွဲမှာထပ်မံပြီးတော့အမြင်တွေ့ရမလားဆိုတာစောင့်ကြည့်သွားရမယ်။ United နဲ့ပတ်သက်ရင်တော့ပြည်သက်တွေသူတို့ဘောမှာတန်တရာရှိနေတာကတပွဲနဲ့တပွဲခြေစွမ်းကွာဟာချက်ကြီးမားပြီးတော့ consistency မရှိတဲ့အချက်ပဲ။ဆိုတော့ United အနေနဲ့ပြီးခဲ့တဲ့တစ်ပတ်က Anfield မှာအနိုင်ရထားတဲ့သူတို့ရဲ့ခြေစွမ်းကိုဆက်ပြီးတော့ထိန်းနိုင်မလားဆိုတာလည်းစိတ်ဝင်စားစရာကောင်းတယ်။ ရိုက်တန်ကတော့ဒီရာသီမှာအသင်းကြီးတွေနဲ့တွေ့တဲ့ပွဲတွေမှာပိုကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသထားခဲ့ပြီးတော့ရာသီစပိုင်းမှာမန်စီးတီးကိုအနိုင်ကစားတယ်ချဲဆီးကိုအနိုင်ကစားတယ်စပါးကိုတီးကစားပြီးတော့နယူကာဆယ်ကိုလည်းအနိုင်ကစားထားရဆိုတော့ big six ထဲကအသင်း၃သင်းကိုရှုံးမွေးမရှိအောင်ကစားထားနိုင်တဲ့ Brighton အနေနဲ့ဒီနေ့မှာသူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ United ကိုယင်ဆိုင်နိုင်မလားဆိုတာလည်းစောင့်ကြည့်သွားရမယ် Brighton သင်းကတော့နောက်ဆုံးကစားတဲ့ Premier League ပွဲစဉ်မှာ Newcastle သင်းကိုအနိုင်ရပြီးတော့ယုံကြည်မှုမြင့်မားနေတဲ့သင်းနောက်ဆုံးကစားတဲ့ Newcastle နဲ့ပွဲစဉ်မှာလည်း Webber ရဲ့ဂိုးနှုတ်ကိုနဲ့ Newcastle ကိုအနိုင်ရပြီးတော့ Brighton သင်းကတော့ယုံကြည်မှုတော်လေးကိုမြင့်မားနေတဲ့အနေအထားလို့ပြောရမယ်။ဒီနေ့မှာတော့ United သင်းကထန်ရပြဿနာကင်းစင်နေပြီးတော့ကလာရှိတန်အောင်နားနေရတဲ့ Lisandro Martinez တက်ရောက်လောက်ပဲလွဲချော်မှာဖြစ်ပြီးတော့ Brighton သင်းကတော့ United ထဲစာရင်ထန်ရပြဿနာတွေနဲ့ရင်ဆိုင်နေရပြီးတော့ဝိုင်းရင်နောက်ခံလူ Webster လူငယ် ခန်းစစ်စားမဟင်ရှယ်ဝုတ်ကွက်လက်ကစားသမားဂရူဒါနဲ့တိုလီမက်စ်တို့လိုကစားသမားတွေအပါဝင်ဝိုင်းရနောက်ခံကစားသမားတို့ဖြစ်တဲ့ဘယ်မန်လဲပါဝင်ဖို့မသေးကြဘူးမီတိုမာကတော့အသင်းရဲ့လူဆင်းမှာပြန်ပါလာနိုင်မလားဆိုတာဆက်ပြီးတော့စောင့်ကြည့်သွားမယ်အနေထားမှာရှိနေတယ်လက်ရှိဘရိုက်တန်အသင်းရဲ့လူဆင်းကိုကြည့်မယ်ဆိုရင်တော့ခန်းစစ်ကြောင်းအားနည်းချက်ရှိနေတဲ့အသင်းလို့ပြောရမယ်နောက်ဆုံးကစားထားတဲ့ပရီးမီယာလိဂ်ပွဲ20မှာကလင်းရှစ်တပွဲပဲယူထားနိုင်ခဲ့ပြီးတော့အဲ့ဒီပွဲစဉ်ကမေလာထဲမှာဘူဗဟန်တန်ကို2-0နဲ့အနိုင်ရခဲ့တဲ့တပွဲပဲကလင်းရှစ်ရထားတယ် ဂျန်တဲ့ပွဲတွေမှာပွဲတိုင်းကိုပေးထားရတယ်ဆိုတော့ဒီနေ့မှာလည်း Ultra Pro ကမှ Brighton အနေနဲ့ United ကိုယင်ဆိုင်ရမှာတော့ဒီခံစစ်ချောင်းကတော့တော်တော်လေးကိုစိုးရိမ်စရာဖြစ်နေတယ် United သင်းကတော့အိမ်ကွင်း၃ပွဲဆက်လည်းနိုင်ပွဲပြန်ရှာထားပြီးတော့ Premier League မှာလည်း၂ပွဲဆက်အနိုင်ရထားတယ်ဆိုတော့အဖက်ဖက်ကအပေါက်လက္ခဏာဆောင်နေတဲ့အခိုက်အတန့်လို့ပြောရမယ်ဒီအားသည် United ရဲ့အကောင်းဆုံးအခြေလို့လည်းပြောရမယ် United က လီဗာပူးနဲ့ပွဲစဉ်မှာတော့ဒါအသင်းရဲ့တိုက်စစ်ပိုင်းမှာမေဆန်မောင့်ရဲ့၊ကုညာရဲ့၊အမ်ဘူမိုရဲ့ကိုအသုံးပြုခဲ့ပြီးတော့ကုညာကို force nine ပုံစံမျိုးထားတယ်။မေဆန်မောင့်ကိုဘယ်ချမ်းမှာတော့ပြီးတော့ညာချမ်းမှာအမ်ဘူမိုကစားခဲ့တယ်။ကွန်လက်မှာတော့ဝါရင်ကွန်လက်စားသမားကက်စမဲရိုနဲ့ဘရူနိုတို့တွဲဖက်ကစားခဲ့ပြီးတော့ညာတောင်မှမှာအာမက်ဒီရဲ့လိုဘယ်ချမ်းမှာဒါလောက်တော့ကစားသွားခဲ့ပြီးတော့ခန်းစစ်ကြောင်းမှာလည်းဝါရင်နောက်ခံလူမက်ဂွိုင်ယာဒီလစ်နဲ့လူရှောတို့ကစားသွားခဲ့တယ်။ဂိုးသမားနေရာမှာလည်းလမ်မန်စ်ကနှစ်ပွဲဆက်လက်စွမ်းပြပြီးတော့ပထမနေရာကိုရယူနိုင်ခဲ့တယ်လို့ဒီနေ့မှလည်း ဒီပြအမော်ရီနဲ့ကြီးကြီးမားမားအပြောင်းလဲလုပ်မယ်လို့တော့မထင်ဘူးရပါဘူးကိုအနိုင်ရခဲ့တဲ့လူစင်တိုင်းပဲ Brighton ကိုတော့အဲ့ခံကစားသွားလိမ့်မယ်ထင်တယ်အဓိကစောင့်ကြည့်သွားမယ့်ကစားသမားကတော့ Bruno ပါ Bruno ကမကွိုင်းရရဲ့အနိုင်ကိုဖန်တီးပေးထားတဲ့ကစားသမားဖြစ်တယ်လို့ဒီရသည်မှာသွင်းကို2ဂိုးဂိုးဖန်တီးမှုတစ်ချိန်နဲ့သွင်းကို3ဂိုးပါမှာပတ်သက်ထားခဲ့ပြီးတော့အဲ့ဒီသွင်းကို3ဂိုးကနေရမှတ်6မှတ်ထိရှာဖွေပေးထားတဲ့ကစားသမားသူထပ်ပို့ပြီးတော့ဒီရသည်မှာအမှတ်ယူထားနိုင်တာဆိုလို့ဘုံမောင်သိန်းရဲ့တာမန်ကစားသမားစီမန်ညို6မှတ်နဲ့ Everton ရဲ့တောင်ပန်စားသမား Grealish ခုနှစ်မှတ်တို့ပြီးရင်ရမှတ်6မှတ်ထိသူ့ရဲ့ twin goal နဲ့ goal fan ညှိမှုတွေရနေပြီးတော့အမှတ်တွေရှာထားပြီးတယ်ဆိုတော့ Bruno ရဲ့အခန်းကဏ္ဍကလည်းအရေးကြီးတယ်ပြီးခဲ့တဲ့ Liverpool နဲ့ပွဲစဉ်မှာတော့ Ambumo ရောကုညာရောအကောင်းဆုံးပုံစံနဲ့တွဲဖက်ကစားသွားခဲ့ပြီးတော့ကုညာကဒီယာတီမှာ ball နဲ့ carrying လုပ်ရင်းနဲ့တိုင်ပက်ရဲ့ခံစစ်ကို12ကြိမ်ထိချိန်ချောက်ထားခဲ့သလို Ambumo ကလည်းအသင်းအတွက်အရေးပါတဲ့ဥဆောင်ကို10မိနစ်ကြော်ကြော်မှာပဲ အမရဲ့ပြပမှုကိုအမှားရမရှိအတုံးချပြီးတော့အမ်ဘူမကတော့ Brighton နဲ့တွေ့ရင်လည်းမှတ်တမ်းကောင်းနေပိုင်ဆိုင်ထားတဲ့ကစားသမားဖြစ်ပြီးတော့၄ပွဲပွဲထွက်၁ရောက်မှာကစားခွင့်ရခဲ့ရမှာ၃ဂိုးသွင်းပြီးတော့၃ဂိုးဖန်နီးနိုင်ခဲ့လို့သူ့ရဲ့ကစားသမားဘဝမှာစောက်တင်တန်ကိုအသွင်ကို၈၉ရအောင်စွန့်ဆောင်ပေးခဲ့တာပြီးရင် Brighton ကအမ်ဘူမရဲ့စိတ်ကြိုက် ပြိုင်ဘက်တွေကတသိလို့ပြောရမယ် Brighton ကလည်း short တွက်လို့မရတဲ့အသေးဖြစ်ပြီးတော့နောက်ဆုံးကစားတဲ့ Premier League ၁၃ပွဲမှာ၂ပွဲပဲရှုံးထားတယ်၇ပွဲနိုင်လေးပွဲတည်ကြထားရဲဆိုတော့ အသင်းကြီးနဲ့တွေ့ရင်ပိုကောင်းတတ်တဲ့ Brighton အသင်းပြီးတော့အသင်းကြီးနဲ့တွေ့ရင်ပိုပြီးတော့ performance ကောင်းကောင်းရအောင်ကစားလေ့ရှိတဲ့ Brighton အသင်းအနေနဲ့ဒီနေ့မှာ United ကိုဘလောက်ထိအကောင်းဆုံးပြန်လဲတုံ့ပြန်သွားမလဲဆိုတာလည်းစောင့်ကြည့်သွားရမယ် Brighton အသင်းမှာတော့အဓိကစောင့်ကြည့်ရမယ့်ကစားသမားကတော့ United ရဲ့ကစားသမားဟောင်းဝက်ဘက်ပါဝက်ဘက်ကနောက်ဆုံးကစားတဲ့၃ပွဲမှာအသင်းအတွက်၄ဂိုးထိသွင်းထားခဲ့ပြီးတော့ Newcastle နဲ့ပွဲစဉ်မှာလည်းဝက်ဘက်ကခြေစွမ်းပြပြီးတော့ဂိုးနှစ်ဂိုးသွင်းနိုင်ခဲ့သလို ဒီ၃ပွဲမတိုင်ခင်မှာရှေ့မှာကစားတဲ့15ပွဲမှာ၄ကိုပဲရခဲ့တဲ့အနေထားနဲ့နိုင်ရှင်းမယ်ဆိုရင်လက်ရှိသူ့ရဲ့ current form ကတော်တော်လေးကိုအားရစရာကောင်းနေတယ်။တိုက်စစ်မှာတော့ဝဲဘက်ပဲအဓိကပွဲထွက်လာမှာဖြစ်ပြီးတော့တောင်မန်နေမှာတော့ Minte တို့ Mito မှာတို့ပါဝင်လာဖို့များတယ်။ကွန်းလယ်တိုက်စစ်နေရာမှာ Router ပါဝင်ကစားလာဝဲရှိပြီးတော့ကွန်းလယ်မှာတော့လူငယ်ကစားသမား၂ယောက်ဖြစ်တဲ့ Valibar နဲ့ Ayari တို့ရှိတယ်။ခန်းစစ်ကြောင်းမှာတော့ Wayne နောက်ခံလူ Louis Dan နဲ့ Bahaki တို့ကစားသွားမဲ့အနေထားမှာရှိနေတယ်။ဆိုတော့ ရိုက်တန်ကလည်းဒဏ်ရာပတ်သက်တာရှိနေသည့်တိုင်အောင်သူတို့ရဲ့လူစင်းကအတိုင်းထားတကူထိတောင်းတင်းစဲဖြစ်လို့ဒီနေ့မှာတေချာပေါက်ကြည့်လို့ကောင်းမယ်လို့ထင်တယ်ဒီသင်းထိတဲ့တွေ့ဆုံမှုတွေမှာတော့ထူးခြားတဲ့အမှတ်တမ်းတစ်ခုကဘရိုက်တန်ကယူနိုက်တက်နဲ့တွေ့ထားတဲ့နောက်ဆုံး9ပွဲမှာ6ပွဲထိအနိုင်ရခဲ့ပြီးတော့အိုထရက်ဖို့ကွင်းမှာလည်း3ပွဲဆက်တိုက်အနိုင်ရထားတယ်အိုထရက်ဖို့ကွင်းမှာ9ပွဲဆက်တိုက်အနိုင်ရခဲ့တာ1968ကနေ1982အတွင်းမှာမန်စီးတီးအနိုင်ရခဲ့တာပြီးရင်ဒီအိုထရက်ဖို့ကွင်းမှာဘရိုက်တန်ရဲ့လက်ရှိစွမ်းဆောင်ရည်ကတော်တော်လေးကို အထင်ကရမှတ်တမ်းတစ်ခုဖြစ်ရှိနေတယ်။ United အနေနဲ့ကြည့်မယ်ဆိုလဲနောက်ဆုံး9ပွဲမှာ6ပွဲထိရှုံးခဲ့တဲ့အနေထားကဒီ9ပွဲမတိုင်ခင်မှာရှေ့မှာကစားထားတဲ့18ပွဲမှာရှုံးပွဲအရေတော့က3ပွဲပဲရှိခဲ့တယ်ဆိုရင်တော့အရင်18ပွဲမှာရှုံးခဲ့တဲ့အရေတော့ထက်တောင် double ပိုများနေရဆိုတော့ United က Brighton နဲ့တွေ့ရင်ဘာဖြစ်နေရလဲ Brighton နဲ့တွေ့ရင်သူတို့မကစားတတ်တာလားဆိုတာလည်းဒီနေ့မှာအဓိကစောင့်ကြည့်သွားမယ့်အချက်ဖြစ်ရှိနေတယ်။ ယူနိုက်တက်ကယုံကြည်မှုအားကောင်းနေတယ်စိတ်သက်ပိုင်းဆိုင်ရာလည်းအမြင့်ဆုံးမှာရှိနေပြီးတော့ပြီးခဲ့တဲ့ဘက်ကလီဗာပူးကိုအနိုင်ရရှိခဲ့တဲ့စိတ်တက်နဲ့ခြေစွမ်းကိုဒီနေ့ပွဲစဉ်အထိဆက်ပြီးတော့တည်ဆောင်လာနိုင်မလားဆိုတာကြည့်ရမယ်ဘရိုက်တန်ကလည်းအသင်းကြီးနေတဲ့တွေ့ရင်ပိုကောင်းတက်တဲ့အသင်းတသေးပြီးဒီနေ့မှလည်းယူနိုက်တက်ကိုလုံးဝရှိမနေပဲနဲ့ခြေယူပြန်လဲတုံ့ပြန်ကစားသွားဖို့များတယ်ပြီးတော့အသင်းကစနစ်တစ်ခုအောင်မှာ တောက်လျှောက်သွားနေပြီးတော့နီးပြားဒေသပြောင်းသွားပြီးမှအသင်းရဲ့ရလက်ပိုင်းတွေကတိတ်ပြီးတော့အပြောင်းလဲမရှိဘူးသူတို့ရဲ့ကစားသမားတွေက entertainment ဘက်ကိုပို့သွားပြီးတော့တိုင်ဘက်တွေကိုရင်ဆိုင်လေးရှိတာကြောင့်ဒီပွဲမှာတေချာပေါက် Brighton က United ကိုအစင်လာတိုင်းပဲဒုက္ခပေးလိမ့်မယ်လို့ထင်တယ်အမှန်တကယ်ဝင်ခံရရင်တော့ဒီပွဲမှာလည်း United ခြေစုံပေါ်မှာကျွန်တော်တန်တရားရှိနေသေးပဲရှိအပတ်တွေတုန်းကလည်း United ခြေစုံပေါ်မှာတန်တရားရှိခဲ့လို့လည်း Liverpool နဲ့ပွဲစဉ်မှာသူတို့ကိုနိုင်မယ်လို့မတွက်ထားခဲ့ဘူးဒါပေမဲ့မထင်တာလောက်ပြပြီးတော့အနိုင်ရခဲ့တယ်ဆိုတော့ ဒီဘက်မှာသူတို့ဘက်မှာတန်တရားတွေကိုခြေဖြတ်ပြဖို့ဆိုရင် Brighton လိုကစားရခတ်တဲ့အတင်းသူတို့နဲ့တွေ့ရင်အမြဲတမ်းအခက်တွေ့ရလို့တဲ့တဲ့အတင်းကိုမဖြစ်မနေအနိုင်ကစားဖို့လိုတယ်ဒါမှသာ United ကလမ်းကြောင်းမှတ်မှုကိုပြန်သွားဖို့ညွှန်လဲနိုင်မှာဆိုတော့ကျွန်တော်ကနည်းနည်းလေးစွန့်စားပြီးတော့ United အနိုင်ဆိုတဲ့ဘက်မှာယူချင်ပါတယ်ဒီဘက်မှာ United နေတဲ့2-1လောက်နဲ့ကပ်ပြီးတော့နိုင်သွားမယ်လို့ထင်ပါတယ်အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့စနေနေ့ညမှာရှင်ပြိုင်ကစားလာမယ့် United နဲ့ Brighton ပွဲစဉ်ပေါ်မှာကျွန်တော်ရဲ့အမြင်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့သုံးသပ်ချက်အစီအစဉ်လေးကို အချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်